တချင်းနေရာလေးဟိုလိုက်ဝဲ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 ရာလေးဟိုကာတစီဝဲလို့ရတယ်တခါမှတပုတ်တိမပြီးဘူးတချင်ကိုကိုကိုဟိုယုံကြည်မှုမရှိရပါတော့အဓိကဟိုဟိုစက်စက်ဒီစက်စက်လဲအဲ့လိုလောက်တက်တာတော့မဟုတ်ဘူးအတိုင်းမဲ့ ကိုလည်းတက်ရွယ်တခုရောက်လာတဲ့အခါကျလှုပ်ချင်တာလေးပေါ့လှုပ်သွားချင်တာပေါ့နော်အဲ့လိုမျိုးဆိုတော့တချင်းလေးလှုပ်ပြပါမြကြီးကဟိုအပြေမှာဆိုပွဲရေးပိုင်းမှာဆိုလို့ရှိရင်တော့အဆင်ပြေအစ်စတူဒီယိုခန်းထဲရောက်လို့ရှိရင်အစ်စတူဒီယိုမှာယူကြောက်တာဆိုတော့တချင်းရတပုတ်ကဘယ်တော့မှမပြီးဒါပေမဲ့အရန်ကြိုက်တဲ့တချင်းလေးတပုတ်ရတော့ဆိုဖြစ်တာပေါ့ဟုတ်တချင်းအသေးကိုတချင်းကိုတော့အသေးကိုမနေပါအဲ့တော့မူကတိတ်တော့မရဘူးပေါ့နော်ဒီမချင်းလေးကရန်ကောက်တဲ့တချင်းလေးမို့လို့အာဆိုချင်အမတရားဆိုချင်တာနဲ့ဆိုလိုက်တာဟုတ် will not follow my call again ပြင်းမပြင်းမမနေခဲ့ဘူးခဏတည်းခုနာဘုတ်တတငါရင်ခွင်ကိုဝင်လာခဲ့သူတချင်းဆိုတာလည်းခက်ခဲတဲ့အလုပ်ပါပဲဘယ်အလုပ်မှဆိုလွယ်ကူရဲ့အလုပ်တော့မဟုတ်ဘူးပေါ့နော်အော်တချို့ issue လို့ရှိရင်ကိုမလုပ်ဘူးတော့အာဒါကတော့လွန်ပါပဲကောက်တူဆောင်တာပိုခက်တယ်ဆိုတော့အချင်းဆိုတာလည်းရင်ခက်ပါတယ် ်အကြီးစိုးပိုးဆိုးရဲ့ like ဆေးရောင်းခဲ့တော့အတန်အရင်အတန်မဟုတ်တော့အတန်ကျွေးရတဲ့မှာတက်တော့ချင်းနေဆွဲဆိုဖို့တော်တော်အဆင်မပြေဘူးပေါ့နော်အတော်တော်လေးကြိုးစားတချင်းနေရာလေးဟိုလိုက်ဝဲ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 ရာလေးကိုကားတစီးဝဲလို့ရတယ်တခါမှတပုတ်တိမပြီးဘူးတချင်းကကိုယ့်ကို ဟိုယုံကြည်မှုမရှိရပါဘောเนาะအဓိကဟိုဟိုစက်စက်ဒီစက်စက်လဲအဲ့လိုလုတ်တက်တာတော့မဟုတ်ဘူးအတိုင်းမဲ့ကိုလည်းတက်ရွယ်တကူရောက်လာတဲ့အခါကျလုတ်ချင်တာလေးပေါ့လုတ်သွားချင်တာပေါ့เนาะအဲ့လိုမျိုးဆိုတော့တချင်းလေးလုတ်ပြပါမကြီးကဟိုအပြေမှာဆိုပွဲပိုင်းမှာဆိုလို့ရှိရင်တော့အဆင်ပြေအဲ့စတူဒီယိုခန်းထဲရောက်လို့ရှိရင်အဲ့စတူဒီယိုမှာယူကြောက်တာဆိုတော့တချင်းကတပုတ်ကဘယ်တော့မှမပြီးဒါပေမဲ့အရင်ကြိုက်တဲ့တချင်းလေးတပုတ်ရတော့ဆိုဖြစ်တာပေါ့ဟုတ်တချင်းအသေးကိုတချင်းကိုတော့အသေးကိုမနေပါအဲ့တော့မူကတိတ်တော့မရဘူးပေါ့เนาะမချင်းလေးကရန်ကောက်နေတဲ့တချင်းလေးမို့လို့ အာဆိုချင်အမတရဆိုချင်တာနဲ့ဆိုလိုက်တာဟုတ်လားဘာလို့မခေါ်ခဲ့ဘူးပြန်မပြန်မမနေခဲ့ဘူးခဏတကူနာမို့တတငါရင်ကွင်းကိုဝင်လာခဲ့သူအင်းတချင်းဆိုတာလည်းခက်ခဲတဲ့အလုပ်ပါပဲဘယ်အလုပ်မှမဆိုလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးပေါ့နော် အော်တချို့ရည်ဆိုလို့ရှိရင်လည်းကိုမလုပ်ဘူးတော့အာဒါကတော့လွန်ပါပဲငါတို့တူဆောင်တာပိုခက်တယ်ဆိုတော့ချင်းဆိုတာလည်းရင်ခက်ပါတယ်ပကြီးဆိုပိုဆိုရဲ့ like ဆေးရောင်းခဲ့တော့အတန်အရင်အတန်မဟုတ်တော့အတန်ကျူးရဲ့တမတက်တော့ချင်းနေဆွဲဆိုဖို့တော့တော်အဆင်မပြေဘူးပါအော်တော်တော်လေးကြိုးစားဟုတ်ကဲ့ဆောကပမရှင်တဲ့ခြင်းများဆောရာရာပြတ်တော့လို့ပြီးဆောပကြီး rock rock တချင်းတွေပြောတာများပေါ့ပကြီးကကိုလိုက်ဦးမော်ဟိုဒိုးလုံးဦးညွတ်တော့ သူတို့တချင်းကိုကြိုက်တာများတဲ့ခါကျအိုးအိမ်မှာလည်းအကိုကြီးကဆိုလို့ရှိရင်ဒီတချင်းတွေပဲကြားဖို့နားဝါများ rock တချင်းတွေဆိုတာပူကြိုက်တယ်။အဲဒါကိုတချင်းကတော့တော်တော်လေးကိုနဲ့မအက်ဆက်တယ်လို့တော့ဖြစ်တယ်။ဒါပေမဲ့အာဟိုဘယ်လိုပြောမလဲဒီချိန်မှာအဲ့လိုတချင်းတွေကပို့ပြီးပေါက်တယ်။ ဒီဘယ်သူကားရိုက်တဲ့အချိန်မှာတော့မှအဆင်မပြေအဲ့လိုအော်လိုက်တဲ့အခါကျလေးယောက်ျားတိုင်လူမျိုးဖြစ်အဲ့အကြီးအရင်တော့ပကြည့်ဗီဒီယိုကားရဲ့အတန်နဲ့အခုအတန်နဲ့ကလုံးဝပုံမတူတော့အာဟိုဘယ်လိုပြောမလဲကျွန်တော်တို့ကဟိုခြေဆယ်ပြီးကလိတဲ့ကန်နေဆိုလို့ရှိလို့ရှင်ပကြည့်အတန်နဲ့ရိုက်လို့ ချက်เสียမကောင်းတော့ဘူးဒီမှာအရင်တော့အကူကူအားလည်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အခုနောက်ပိုင်းကယောက်ျားကြီးလူမျိုးဖြစ်သွားတာဆိုနည်းနည်းလေးအဲ့အတန်ကတော့ပကြီးတို့ပြဿနာနဲ့ရှိရအားလိုက်စီးတွေနှစ်နှစ်သုံးနှစ်អော်ခဲ့တဲ့တန်နေပြီးတော့မောရရေခဲကြီးတောက်တဲ့ဟာကြီးအဲ့တန်နေကြောက်ဒီအတန်အတန်ကျိုးရေကုန်တမာကြီးတက်ကုန်ဟိုဘယ်လိုပြောမလဲ ချစ်စရာမကောင်းနေရပေါ့ကွယ်အဲ့လိုအခံနေဒါပေမဲ့ခုနောက်ပိုင်းအောင်ကြောင်းတော့လေဘကျူအသက်ရွယ်ရရောပုံစံနေရရောခန္ဓာကိုယ်စိုက်နေတဲ့အရာရောဘကျူရောအရင်ကလေးစံပြီးချွန်းထွက်တဲ့စိတ်နေရတိတ်မခေါ်တော့ပါဘူးဘကျူနဲ့ live ဖြစ်တဲ့ character ကိုပဲယူပြီးခေါ်ကြတာများပါတယ်ကာရာအိုကေမှာသွားဆုံမလား KTV မှာဆုံမလားပွဲမှာဆုံမလားစင်ပေါ်ဆိုအကုန်ရအိမ်မိုက်စား ပုံစံတော့အဲ့စူလိုခန်းနဲ့ရောက်လို့ရှိရင်ဘာကိုကြောက်မှမသိဘူးတော်တော်ခက်ခဲအဲ့တပုတ်တော့ဒီတပုတ်လည်းပြီးပါမလားမသိပါဘူးဆိုတာပဲရှိတယ်အခုပကြည်ဆိုတာဝေထိုက်ခြင်းတွေကအသေးငင်းချင်းကိုရဲ့တခြင်းဆိုတာ तू ကလည်းလက်ရှိပေါက်နေသေးရေးပဲဆိုတော့လေအာအဲ့လိုဝေထားရပဲဝေထားအများကြီးပဲပိုးမြူလည်းရေခိုင်းတာလည်းအများကြီးပဲအဲ့လိုမျိုးမပြီးတာပဲရှိတယ် မဆိုရတာအရင်တော့လည်းပကြီးနေနေအဲ့ဒီပကြီးကြိုက်တဲ့အားလည်းပိုးမီလို့ဆိုတဲ့ style မျိုးတွေမပြင်းတော့လည်းချွတ်ချူလေးတော့မရှိပါဘူးအခုကြဒီချစ်တခြင်းကကြာတဲကွတ်တခြင်းကကြာတော့အတန်လေးနည်းနည်းခြုံမှနားထောင်လို့ကောင်းတာဆိုတော့လေတော်လေးတော့လေ့ကျင့်နေဟုတ် အခုတော့ယောက်ျားတန်ဖြစ်နေလိုက်လိုက်ပါဦးကျွန်တော်နောက်ကြရှိသေးတယ်ဟဲ့ဒါပါလို့ပါပူကြတယ်အများကြီး ။အဖို့ကြအိတ်ကအရင်ကြီးရစန့်စန့်ကျင်ဘက်လောကဆိုတာပူစီရဲ့ထက်နဲ့တွားကွာဟိုမိန်ကလေးတွေကနေပြီးယောက်ျားလေးတွေလိုမျိုးပြန်ပို့ယောက်ျားလေးကမိန်ကလေးလိုပြန်တယ်အဲ့လိုအဲ့လိုမျိုးစားဟာတာကာလီပေါ့နော်အရင်တော့ဗီဒီယိုခစ်တော့အရန်ပေါက်တာအိတ်ကဟုတ်။ဒီရောက်သေးဆိုတော့ဘူကောင်းတာပေါ့။ကကဘာလို့လုပ်လဲ။ဘွားလေးဘာလို့စဉ်းစားနေကြားလာ။ဘာယူလေးလို့ယူစရာလေးနော်။ဘာလဲစူးပေါ်ဖက်ကြတော့လေ ဖက်ပေါက်တာပဲဆိုလာပါလားကိုရဲမုံကြီးနဲ့ရှိရဒီကတော့လည်းအဲ့တုန်းကလည်းရိုက်ခဲ့တာပဲဗောနော်အဲ့ကလည်းပေါက်ပေါက်တာပဲအဲ့တုန်းကဗီဒီယိုကစ်တော့ဟာလीအခုကျတော့လည်းရိုက်ချက်ဒီပိုင်းအမြင်နေဒီတော့ကင်မရာဒီခုကင်မရာနဲ့꽈ွားတဲ့ခါကျတော့ကြည့်ရတမျိုးလေးတော့ဖြစ်အချင်းမျက်နှာနဲ့ပတ်သက်ပြီး operation လုပ်ထားတာဘာမှမရှိဘူးမျက်နှာကြီးကြီးလာတာပဲရှိတယ်ဗောနော်နှာခေါင်းဆိုတဲ့ origin အတိုင်းစောင်းနေတာ ဟိုအရင်ရုပ်ပဲဒါပေမဲ့ဘာကြီးတော့မော်နေဖြစ်တော့ဒီယာကြီးတွေတော့ကာလာပေါ့နော်ရုပ်ကဒီရုပ်ဟိုပါပေါ့အရင်တော့အသားလေးလေးညို့ညို့လေးပေါ့မဲမဲလေးပေါ့ဥကြောင့်လည်းနည်းနည်းပြင်ပြင်ဆင်တက်လာတာအသားလေးညည်းပစိုးပြီးဖြစ်လာပေါ့အရင်တော့ကင်မရာတွေနဲ့အခုကင်မရာတွေနဲ့လည်းမတူတော့ဘူးမိတ်ကပ်တွေလည်းမတူတော့အရင်တော့ကျတော့ကိုကဒီကားရိုက်တယ်ရတဲ့ပတ်စံနဲ့မိတ်ကပ်ဆရာလည်းမခေါ်နိုင်တော့ကိုကကိုမိတောင်ကြီးလည်းထူကြီးအဲ့လိုမျိုးလေးပေါ့အခုကျတော့ကိုဘက်ကိုပြင်တက်ဆင်တက်လာပြီးပို့ပြီးဆင်ပြရပေါ့နော်အရင်ကားကြီးလာပို့မကြည့်ချင်ဘူးအဲ့ M စနေပြလောက်အဲ့ခေတော့အရန်လာနေတာဗောနော stalking နဲ့ why we malam ti ဒီပြန်ကြည့်ပြောလေအော်လုံးက stalking နေတော်တော်ဝစ်လာခဲ့တာပဲလို့အဲ့ခေတော့လည်း stalking နေပောက်တာဟုတ် you know ဒူးကြီးလူလူဘာကြီးမလုံးသိတော့ဟာအဲ့တုန်းကတော့တတိထားမိကြရေဗောနော်အဲ့စပင်းကြီးနဲ့ကြည့်ရတော့သူတွေမထော်ကားကြီးကြည့်ရတော့